ကိုယ်နှုတ်စိတ်သုံးပါးနဲ့ပတ်သက်တဲ့ပြည်လုံးမှုတွေကို ကြည်လို့ယုံတက်တက်ပြည်လို့တာပြင်အောင်ယူစားပါမယ်အမဆိုင်ပါနဲ့ဆုမလုပ်ပါနဲ့ ူတရားတစ်ခုခုအပြည့်လောက်တာမဟုတ်ပဲနဲ့မမြဲတဲ့ကြည်လုံးမှုသဘောတက်တက်ဖြစ်တယ်ဆိုတာကို နားလည်လက်ခံနိုင်အောင်ကြိုးစားပါအကြောင်းပြုလို့မှာမမြင်ရလို့ဖြစ်ပေါ်တဲ့ဂျူတရားတွေကလည်းမမြင်ပါဘူး မြဲတဲ့ဆင်းရဲတဲ့အတွက်အခုတရားဖြစ်တည်ယူဆုပ်ကိုင်လို့ မရတဲ့သဘောတက်တက်ပါလေပြုလုပ်တာအနေစာဒုက္ခအနတ္တဖြစ်တာလေအနေစာဒုက္ခအနတ္တပါပဲ ချိန်ကာလတစ်ခုထိရဲတယ်ချမ်းသာတယ်ဆိုတဲ့တဘောတာတစ်ခုခုတယောက်ယောက်ဖြစ်နေအတူစုပ်ကိုင်လို့ရတယ်ဆိုတဲ့တဘောတာတွေကိုဆွတ်လွတ်ထားပါခုခုတယောက်ယောက် ချိန်တစ်ချိန်နေရာတစ်နေရာအစွဲတွေကိုဖြုတ်ရမှာပါ။ င်္ဂါငါးတဲ့ပြုလုပ်နေရင်တော့ဆုံးမှာမဟုတ်ပါဘူးဒုတိယတစ်ခုခုအစွဲတွေနဲ့ပြုလုပ်မှုတွေကဆုံးမရှိပါဘူးဒုတိယတစ်ခုခုဟုတ်တယ်ပြုလုပ်ခြင်းတက်တဲ့ မှန်တရားကိုနားလည်လက်ခံပြုလုပ်ခြင်းဖြစ်အောင်ကြိုးစားပါ။မလုပ်နေတယ်ဆိုရင်တခုခုဆွဲပါပါတယ်။ဘယ်သူလုပ်တယ်ဆိုရင်တယောက်ယောက်အဆွဲတွေပါနေပါတယ်။ဘယ်ချိန်မှလုပ်တယ်ဘယ်နေရာမှလုပ်တယ်ဆိုတာလဲချိန်ဆွဲနေရာဆွဲတွေပါပါတယ်။ ဖိလုကာမြဖြစ်ကာမြအမြဲစင်းရဲ့အတူဆုပ်ကင်လို့မရတဲ့တဘောတွေကိုဒါလည်းလက်ခံ သုံးချတောင်းကြိုးစားပါ